နိုဝင်ဘာ22ရက်ကဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲအတွင်းအိန္ဒိယဤတိုက်လေရင်တစင်ပြတ်ကျခဲ့တဲ့ဖြစ်လေရင်မှုတည်ဆုံးခဲ့ကြောင်းအိန္ဒိယလေတပ်ကပြောကြားခဲ့ပါတယ် ထို့တိုက်လျင်ဟာလေကြောင်းပြပွဲကိုလာရောက်ကြည့်ရှုတဲ့ပြိသက်များ၏ရှေ့တွင်ပြတ်ကျခဲ့ပြီးမီးလောင်ပေါက်ကွဲခဲ့တာကြောင့်ပြိသက်များကိုထိတ်လန့်စေခဲ့ကာလေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရန်စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခဲ့ကြောင်းအိန္ဒိယလေတပ်ကပြောကြားခဲ့ပါတယ်။လူမှုမီဒီယာများတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုမှာလေရင်စင်းကွင်း၏အနောက်ဘက်မှာတိုက်လျင်မီးလောင်ပေါက်ကွဲမှုမှအမဲရောင်မီးခိုးများထွက်ပေါ်နေပုံကိုမြင်တွေ့ရပါတယ်။ ဒူဘိုင်းဆိုရာကမျှဝေခဲ့တဲ့တပုံထဲမှာမိသက်သမားများကမိများကိုနှိမ်သက်နေပုံကိုဖော်ပြထားပါတယ်။ယခုဖြစ်စဉ်ဟာအိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီကထုတ်လုပ်ထားပြီး General Electric Company အင်ဂျင်ကိုအသုံးပြုထားတဲ့အင်ဂျင်တလုံးတက်455 generation တိုက်လေယာဉ်ပြကြမှုဒုတိယမြောက်ဖြစ်စဉ်ဖြစ်ပါတယ်။ပထမဖြစ်စဉ်မှာ2024ခုနှစ်ကအိန္ဒိယမှာစည်ရေးလေ့ကျင့်မှုအတွင်၎င်းတိုက်လေရင်အမျိုးအစားပြတ်ကျခဲ့ပူပါရယ်အိန္ဒိယပြည်တွင်းလို့ Stretches တိုက်လေရင်များဟာ၎င်း၏လေတက်ကိုအစစ်မြစ်တင်မှုတွင်အဓိကကျတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါသည်။